ားလုံးပဲမင်္ဂလာပါဒီနေ့တနင်္ဂနွေနေ့ညမှာကံမဲ့အင်္ဂလန်ပရီးမီးယားလိအီတလီစီးရီးအဂျာမနီဘွန်ဒက်စ်လီကာပွဲစဉ်တွေနဲ့ပြင်သစ်လိပွဲပွဲစဉ်တွေရဲ့ဂိုးရလတ်ခံမှန်းချက်တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အကြောင်းမျိုးမျိုးကြောင့်မနေ့ကစနေနေ့ညပွဲစဉ်တွေရဲ့ဂိုးရလတ်ခံမှန်းချက်တွေကိုကျွန်တော်အနေနဲ့တင်ဆက်ပေးနိုင်ခြင်းမရှိခဲ့တာအတွက်လည်းအားပေးသူပရိသတ်တွေကိုအနုညွတ်တောင်းပန်အပ်ပါတယ် ABC Sport မြန်မာ YouTube Channel တွေကနေပြန်လည်ကြိုဆိုလိုက်ပါတယ် နှောင်းအနေနဲ့ပွဲစဉ်အသေးစိတ်တုံးသက်ချက်တွေကိုတင်ဆက်ပေးသွားမှာမဟုတ်တော့ဘဲအနိုင်ရရှိနိုင်ကြည်အများဆုံးခြေအောင်နိုင်ကြည်အများဆုံးပွဲစဉ်လေးပွဲကိုထုံထုံရွေးချယ်ပြီးဂိုးရလက်ခံမှန်းချက်ပွဲစဉ်ကျင်းပမိချိန်နဲ့အနိုင်ကြီးပေးထားမှုအခြေအနေများကိုပဲတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လူကြီးမင်းတို့အနေနဲ့ပွဲစဉ်သုံးသက်ချက်တွေဆက်လက်လေ့လာလိုပါကအခြားအားကစားချက်တွေမှာတွားရောက်လေ့လာနိုင်ပါကြောင်းအကြံပြုတင်ပြလိုပါတယ်။ ံပါတ်1ညူကာဆင်နဲ့နော်တင်ဟမ်ဖောရက်ပွဲဒီပွဲကတော့တတိယ9နိုင်ခွဲမှာကံမှာဖြစ်ပြီးညူကာဆင်မှာနော်တင်ဟမ်ဖောရက်ကိုတလုံးတရေပြီးထားပါတယ်ဂိုးပေါင်းကတော့3လုံး40အနိုင်ပါညူကာဆင်အနိုင်သေးကြပြီးဂိုးရလက်အနေနဲ့ညူကာဆင်2နော်တင်ဟမ်ဖောရက်0ဖြစ်မယ်လို့ထင်ပြီးပါတယ်နံပါတ်2ဘူးဖ်နဲ့ဖရိုင်ဒန်ပွဲ ဒီပွဲကလည်းဒီနေ့ည9:00ခွဲမှာကံပါဖြစ်ပြီးဧည့်သည် Brighton အသင်းက Asian Wood အသင်းကိုတရေ85ပြအရှုံးပေးထားပါတယ်။ဂိုးပေါင်းကတော့၃လုံးတွင်85ပြအနိုင်ပါ။ဒီပွဲအတွက်ဂိုးရလက်အနေနဲ့ဧည့်သည် Brighton အသင်းက2-1ဆိုတဲ့ရလက်နဲ့ Asian Wood အသင်းကိုအနိုင်ရရှိသွားမယ်လို့ချင်မိပါတယ်။နံပါတ်3 Lion နဲ့2 loss ပွဲ ပွဲချိန်ကတော့ဒီနေ့ည9:00နာရီခွဲဖြစ်ပြီး Ancient Lion သင်းမှာ Ethel Tulos သင်းကိုတရေ80အရှုံးပေးထားပါတယ်။ဂိုးပေါင်းကတော့နှလုံးသွင်း90အရှုံးပါ။ Ancient Lion သင်းအနိုင်သေးကြပါတယ်။ဂိုးရလက်အနေနဲ့ Lion 2 Tulos 0ဖြစ်နိုင်ခြေရှိပါတယ်။နံပါတ်4 Napoli နဲ့ Genoa ပွဲ။ ဒီပွဲကတော့ဒီနေ့ည10:00နာရီခွဲမှာကံမှာဖြစ်ပြီးအင်ရှင်နာပိုလီအသင်းမှာဂျီနိုအာအသင်းကိုတလုံးသွင်း35ပြအရှုံးနဲ့ပေးထားပါတယ်။ဂိုးပေါင်းကတော့နှလုံးသွင်း35ပြအရှုံးပါ။နာပိုလီအနိုင်သိကြပါတယ်။နာပိုလီ2ဂျီနိုအာ0ပါ။ ယခုတင်ဆက်ပေးသွားတဲ့ကိုရလက်ခံမှန်းချက်တွေကတော့ကျွန်တော်အနေနဲ့အခြားသတင်းတင်ဆက်မှုတွေပွဲစဉ်သုံးသပ်ချက် channel တွေကိုနားထောင်ပြီးပြန်လည် analysis လုပ်ကာကျွန်တော်ရဲ့ပြည်သက်တွေညီကိုမောင်နှမတွေအတွက်သတင်းကြွကာလမှာအိတ်ကတဲ့ငွေရှင်စီရန်နဲ့ဘီယာဘိုးရရှိစီရန်ရည်ရွယ်၍မိမိတတ်နိုင်သည့်ပတ်မှာကုညီပံပိုးပေးနေခြင်းပဲဖြစ်ပါတယ်မိမိစိတ်ကြိုက်လုံးဝအနိုင်သေးကြပြီးကြေးပြေနိုင်မယ်ပွဲစဉ်ကတော့လိုင်ယွန်နဲ့တူးလို့ပွဲစဉ်ပဲဖြစ်ပါတယ်လိုင်ယွန်ဘော်ဒီပါ ဒဏ်ရုံကြီးပို့ထည့်ထားပါလို့ပြောကြရင်လုံးဝဆက်သလိုက်ပါတယ်။နောက်ထပ်အစီအစဉ်တွေမှာပြန်လည်ဆက်လို့ကြောက်ဖို့အတွက်မျှော်လင့်မိပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။